တခါတော့ကအစိမ့်နုနဲ့ပြည့်နေတဲ့တောအုပ်ကြီးတစ်ခုပေါ်မှာယုံတကောင်နဲ့လက်တကောင်နေကြတယ်။ယုံကချိန်မမီအောင်မြ мян လက်လက်တက်တဲ့တတဝါဖြစ်ပြီးကိုမြန်လာကိုမမန်းလုံးလာကြောင်းအမြဲတမ်းလက်ကိုနောက်ကျတယ်လို့ဆွဲဆန့်လေးရှိတယ်။တနေ့မှာတော့လက်ကပြုံးပြပြီးပြောတယ်။ကျွန်တော်တစ်ချက်ပြန်ကြည့်ချင်တယ်အေးအေးဆေးဆေးသွားတာနဲ့လည်းရနိုင်တယ်နော်။ယုံကဟိဟိလုတ်ပြီးပြောတယ်။နင်းနဲ့ပြိုင်မယ်ဆိုတာအကယ်ပဲငါလုံးဝနိုင်မှာပဲ။ အဲ့ဒီအချိန်မှာပဲတောရှိတိရိစ္ဆာန်တွေကစုလာပြီးပြန်ပွဲစတင်ကြတယ်။စတင်ချိန်တချို့မှာယုံကလင်းမြန်စွာပြေးပြီးလက်ကိုဝေးဝေးလုံးအောင်ခြံသွားတယ်။နေလို့နေလို့နဲ့ငါနားယူမယ်လို့ပြောပြီးယုံကတစ်ပင်အောက်မှာအနားယူပြီးအိတ်သွားတယ်။ဒါပေမဲ့လက်ကအနားမယူပဲတဖြည်းဖြည်းနဲ့အေးအေးဆေးဆေးသွားနေတယ်။အချိန်ကြာလာတာနဲ့ယုံမနိုးသေးတာကြောင့်လက်ကပြန်ပွဲအဆုံးသတ်မှတ်ရ၄နာရီရောက်လာခဲ့တယ်။ယုံနိုးလာတော့လက်ကထိတ်တုန်နီးနေပြီ။ ယုံကအမြန်ဆုံးပြေးသွားပေမဲ့နောက်ကျသွားပြီ။အဆုံးမှာတော့လိတ်ကဗီဇအဖြစ်ဆွမ်းအားနဲ့မဟုတ်ပဲငိတ်တက်မှုနဲ့တည်ငြိမ်မှုအကြောင်းရပွဲနဲ့အောင်မြင်ခဲ့တယ်။ယုံကရှက်လန့်ပြီးမျက်နှာချလိုက်တယ်။လိတ်ကပြုံးပြီးပြောတယ်။နေနေသွားလဲတည်ငြိမ်ရင်နိုင်နိုင်ပဲ။